အခုလက်ရှိဒီထိုင်းနိုင်ငံမှာဘယင်မကြီးနိုင်ရွာအဆန်တော့အားလုံးလည်းတည်ပြီးကြပြီးထင်ပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းဘယင်နန်းတော်ကနေပြီးတော့မှထုတ်ပြန်ချက်တွေထုတ်ထားတာရှိရဲ့။အဲ့ဒါမှဆိုရင်ဒီအစိုးရဌာနတွေကြောင်းနေပြီးတော့အစိုးရအစိုးရပိုင်တဲ့လုပ်ငန်းတွေမှာနိုင်ငံတော်အလံကိုအဲရပ်ပေါ30တိတိနိုင်ငံတော်အလံကိုတဝက်ပဲလွင့်ထူတာရမယ်လို့သူတို့ထုတ်ပြန်ထားတယ်။ပြီးတော့ဒီအစိုးရဝန်ထမ်းတွေအတွက်အာ ဝန်နေချင်းအထိတ်မှတ်ကိုတနစ်တာကာလပတ်လုံးတတ်မှတ်ထားရပေါ့နော် အကျော်တို့ပြည်သူတွေအနေနဲ့ကတော့ကိုယ့်ရဲ့ဝန်နေမှုကိုတင့်တော်တလို့ထုတ်ဖော်ပြသလို့ရတယ်လို့ပြောတယ်ပြီးတော့ဒီ entertainment ဘိုင်းတွေပေါ့လေပျော်ပွဲရှင်ပွဲပွဲလန်းတပင်တွေကိုကျတော့သူကဟိုရှော့ချပေးဖို့အတွက်ပဲပြောထားတာ လုံးဝရက်ပစ်ဖို့အတွက်မပြောတာဘူးရှော့ချပေါ့လေဟိုဟိုစူးစူးညံ့ညံ့နေမလောက်ချနဲ့ပေါ့လေဟော ော့ကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့လည်းနည်းနည်းတတိထားကြပေါ့လေကိုခမနေနေတဲ့အချိန်ဆောင်းပေါက်တိုင်းကြီးအချိန်ကြီးတွေမဖွင့်ကြနဲ့ပေါ့ဟုတ်လားတို့အခုက one day ချင်းအထိမ့်မှတ်တွေလောက်ကြတော့မှတောက်လျှောက်ကနော်โอเคအားလေးလာပြောအားလုံးပဲရှင်ပြကြပါစေ